မချက်သူကိုစက္ကာဆွဲထားအုံးမဲ့ United အားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆိုတာတင်ဆက်နေပါတယ်အသင်းကြီးအသင်းကိုကင်တွေ့ရပြီဆိုရင်ဒီပြအနေနဲ့နိုင်ပွဲတွေရှာဖွေနိုင်မှုလိုအပ်ပါတယ်အဲဒါကြောင့်အသင်းကြီးမှာကစားမတွေကိုစမ်းသပ်ပေးဖို့ချိန်မရပဲနဲ့တိုးတက်မှုမရှိရင်နေရာပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးမန်ချက်စတာ United ဟာဖီအားတွေအောက်ကနေပြန်လည်တိစောက်နေရတဲ့အသင်းဖြစ်တာကြောင့်အမရင်ကပြီးခဲ့တဲ့ရာသီကလိုကစားကွက်စမ်းသပ်မနေတော့ဘဲနဲ့သူ့ရဲ့အကောင်းဆုံးလူစည်းရင်းကိုအသုံးပြုနေပါတယ်ဒီတော့ချိုကစားမတွေပွဲချိန်မရကြတော့တယ်လို့လူငယ်စားမတွေကိုလည်းပြိုးထောင်ပေးနေဖို့အချိန်မရှိဖြစ်နေပါရည် ဒီထဲမှာစိတ်မရှိနိုင်မင်းနဲ့အတင်းကနေထွက်ခွာခြင်းနဲ့ကြာသူတွေကတော့ကိုဗီမန်နူနဲ့ဂျိုရွှဲဆက်စီတို့ဖြစ်ကြပါတယ်။ပွဲထွက်ချိန်မရရှိကြတဲ့ကိုဗီမန်နူနဲ့ဂျိုရွှဲဆက်စီတို့ကစိတ်ပြတ်ဒေါသထွက်နေကြတယ်ဆိုပေမဲ့ United ဘက်ကတော့ကစားမားတွေအတွက်ဇန်နဝါရီမှာလာရောက်ကမ်းလှမ်းမှုတွေရှိလာရင်ညှင်းပယ်သွားမယ်လို့သိရပါတယ်။ဒီအတွက် Ruben Amorim မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိနေပြီးတော့အတင်းအုပ်ချုပ်ရေးပိုင်းကလည်း နီးပြားရဲ့တောင်းဆိုချက်အတိုင်းလက်ခံသွားမယ်လို့သတင်းတွေကဖော်ပြနေကြပါတယ်။မန်ချက်စတာယူနိုက်တက်ကိုအသင်းကနေထွက်ခွာခွင့်ပေးဖို့ကစားမားရီဘက်ကတောင်းဆိုထားကြကြောင်းသတင်းတွေထွက်ပေါ်နေတဲ့နေရာဒီကလေးကဖြစ်ပါတယ်။အဲဒီကလည်းဒီတောင်းဆိုချက်တွေကိုပယ်ချခဲ့တဲ့ United ကဇန်နဝါရီပြောင်းရွှေ့ကာလကိုရောက်ရင်လေဇက်စီနဲ့မိုင်နူးကိုထွက်ခွာခွင့်ပေးသွားအောင်မှာမဟုတ်ကြောင်းမန်ချက်စတာရဲ့ဝင်းကသတင်းတွေကြားနေရပါတယ်။ဒီအသီးမှာကစားမားနှစ်ယောက်လုံးကအမော်ရင်အတွက်အရန်လူနေတဲ့တောင်မှာကစားခွင့်ရရှိဖို့ရုန်းကန်နေရပြီးတော့ပွဲချိန်မိနစ်ရရှိဖို့အတွက်လည်းစိုးရိမ်စရာဖြစ်လာနေပါတယ်။ မနက်တရနေ့တို့ဘက်ကအဆုံးဖြတ်ချက်ကတော့ခိုင်မာပြတ်သားနေစေဖြစ်ပြီးအမရင်ကဒီနေ့ရောက်ကလေကျွန်တော်တို့ရဲ့ကစားမတွေပဲဖြစ်တာကြောင့်လူတိုင်းရာသီကောင်းတစ်ခုကိုဖျက်တမ်းနိုင်ဖို့စီစဉ်ပေးသွားမှာပါလို့ချွေးသိမ့်နှစ်သိမ့်ပေးထားခဲ့ပါတယ်။မိုင်းနူကနေရာဒီမာတို့ကအတင်းကနေထွက်ခွာခွင့်ပေးဖို့တောင်းဆိုခဲ့တာတောင်မှဒီရာဒီချင်းတွေကတိုးတက်လာခြင်းမရှိပါဘူး။အသက်20နှစ်အရွယ်ကွင်းတဲ့ကစားမတွေကဒီရာဒီပြိုင်ပွဲဆောင်ရှစ်ပွဲပါဝင်ကစားပေးထားခဲ့ရတယ်ဆိုပေမဲ့ ပရီးမားလိမှာတပွဲမှပွဲထွက်မှာကစားရသေးပါဘူး။မိုင်းနူပွဲထွက်ကစားထားတာဆိုလို့ဩဂုတ်လအတွင်းခရာဘောင်ဖလာတို့ကလီတူတင်ဂရင်ဖီတောင်းကိုရှုံးနေကြတဲ့ကောင်ကပဲဖြစ်ပါရီ။ဇက်စီကပြီးခဲ့တဲ့နေရာဒီမှာတကောက်ကျော်တန်ရာကုသနေပါရီ။ဒီရာဒီမှာဇက်စီရဲ့ပွဲချိန်ကမိနစ်80ပဲရှိသေးပြီးကစားမကလည်းတော်လေးစိတ်ပြတ်နေပါရီ။ဒီသဖြင့်တော့သူရှေ့မှာမေဆန်မော့ဘန်မန်ရှက်ကိုမာတီးယက်ကွန်ညာနဲ့ဘရိုင်းအန်ဘူမိုးတို့ရှိနေတဲ့အခါမှာတော့ဇက်စီအတွက်ပွဲထွက်ခွင့်ရဖို့ဆိုတာကတ်ခဲနေုံမှာဖြစ်ပါရီ။ အမရင်ကတော့သူကပွဲချိန်မိနစ်မရကြတဲ့ကစားမတွေစိတ်ပြတ်ဒေါသထွက်နေတာကိုတီနာလေကြောင်းလူသိရှင်ကြားအင်တာဗျူးဖြေခဲ့ပါတယ်။ဒါပေမဲ့လာမယ့်ဆောင်းအတီမှာပွဲချက်ကာလကိုဖြတ်တန်းရရင်အတင်းမှာလူအင်အားတောင်းတင်းဖို့လိုအပ်တယ်လို့လည်းအမရင်ကယူဆထားပါတယ်။မိုင်လူနဲ့ဆက်စည်းကိုထွက်ခွာခွင့်မပေးရတဲ့အဓိကအကြောင်းရင်းကတော့လာမယ့်အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့်ပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးကြရင်တော့ United ကအန်ဘူမိုအာမတ်နဲ့မာဇာဝီတို့ကိုပြန်လွှတ်ရမှာပါ။ ဒီကစားမတွေအားလုံးက MRI အဓိကပွဲအတွက်ကစားမတွေဖြစ်နေကြပါတယ်။ AFCO1 ကခရစ်စမတ်ကာလကနေစတင်ပြီးဇန်နဝါရီ17ရက်နေ့ဖြစ်တာကြောင့်ဒီကစားမတွေက United အတွက်အနည်းဆုံး6ပွဲတော့လွဲချော်ကြမယ်လို့လည်းခန့်မှန်းနိုင်ပါတယ်။ MRI ရဲ့၃လနှစ်တစ်ကစားကွက်ဟာလည်းလျောညီထွေပြောင်းလဲရင်းနဲ့တိုက်ရှင်းတဲ့ကွင်းလေကိုအသာပေးထားတဲ့ပုံစံဖြစ်ပါတယ်။အမ်ပူမိုနဲ့အာမတ်မပါဝင်နိုင်ခြင်းက United ညာချမ်းကိုထိခိုက်မှုရှိလာမှာအသေးချပါဒီပြဿနာကိုဖြေရှင်းဖို့အတွက်အမရင်ကကွင်းလယ်မှာမိုင်းနူးကိုပြန်ထားပြီး Bruno Fernandes ကိုရှေ့ပြန်တက်ခိုင်းနိုင်ပါတယ် ဇာဇီကလည်းအာမန်နီယာကိုပွဲထွက်ကစားနိုင်သေးတဲ့အကြောင်းဒီကစားမနှစ်ယောက်ကဒီကာလမှာ United အတွက်ကတော့ရေးပါရီကစားမတွေဖြစ်လာကြမှာပါ။ဒါပေမဲ့ကမ္ဘာဖလားမှာပါဝင်ခြင်းနေကြတဲ့အာမန်နဲ့မိုင်းနူးအတွက်ကတော့ခဏအစားထိုးထက်ပုံမှန်ပွဲထွက်ခွင့်ကစားခွင့်ရမယ့်အတွင်းကပိုပြီးတင့်လျော်ပါရီဒီရော United အနေနဲ့မချစ်သူကိုဆက်ပြီးတွဲထားအောင်မယ်ဆိုရင်အတင်းအတွက်ကောင်းကျိုးဖြစ်ပါမလားဆိုတာသုံးသက်ဆုံးဖြတ်ရအောင်မှာဖြစ်ပါရီခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။